ရောက်ပါးတွေဗျောင်းကနေဗျောင်းကနေနဲ့ခြားကြတာเนาะခြားကြတာခြားကြတာခြားကြတာဆိုတော့ဘယ်လိုအကြောင်းကြောင်းနဲ့ဘယ်လိုတွေတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့เนาะဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတီးလက်ရောက်လုပ်တယ်ဆိုတာတော့ကိုတီးလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်เนาะကျမတို့မကြင်နဲ့ကြလို့ခလီးခလီးချင်းမကြင်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတီးလက်ရောက်ကြီးလုပ်เสียကြအောင်မရှိဘူးအဲ့တော့ဟို လိုက်ဖက်ကြည့်လိုက်လိလာကြည့်ဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်ကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုန်းကစာတင်နှစ်တုန်းကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုန်းကဖြစ်တဲ့ဘယ်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာ哦ဆိုတော့မနစ်တုန်းကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ចောင်းတက်ပြီးចောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တယ်ចောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ចောင်းနဲ့တက်တဲ့ဆောင်မွေးလည်းဖြေနေတဲ့ဆောင်မွေးလည်းဖြေနိုင်နေပေါ့ အဲ့တော့ကျွန်မခုနပြောသလိုပေါ့အမှန်တရားအတွက်အဲတာဝန်ရှိတဲ့လူကြီးမင်းများကတည်တည်ချာချာမင်းမြန်းစုံစမ်းစီစစ်ပြီးတော့မှအရေးယူပေးတဲ့ နော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းခြင်းနေနော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားခလေးအတွက်အမှန်တရားရသင့်တယ်တယောက်နဲ့တယောက်နဲ့ဟိုမတင်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူတွန်ကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလန့်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျမကတော့က ကျမကမိဘနေရာမှာဆိုလို့ရှိရင်တော့ဘဲတောင်ရုပ်အထိတက်ရတက်ရကျမကတော့တက်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာန်ရာဟာကျမတို့ဟိုအလားတူဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဓာန်ရာပြေပြောင်းနိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာတတ်တက်လုံးစိတ်ဓာန်ရာဖြစ်နေမှာเนาะကျမကသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလှုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လှုပ်ရမှာကျမကျေနပ်မယ်เนาะရှင်းရှင်းပဲဟိုအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်ဒီလာမပြောနဲ့เนาะလာမပြောနဲ့ကိုယ့်ကိုစော်ကားရင် ကိုကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှာပဲအဲကိုသားသမီးပြန်လှုပ်လိုက်ရမှာပဲကိုသားသမီးရဲ့စိတ်ဓာတ်ရောင်လည်းပြေပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချင်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကယ်ရမှာတူတူတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကာယကံရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျွန်မတို့ပြောချင်တယ်အမှန်တရားအတိုင်းပဲဖြစ်ပါစေပေါ့နော်ဆိုတော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့အော်ဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရတဲ့အများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလဲဒီလိုပဲတော်တော်လေးကြရထားတယ်အာဆရာဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ចောင်းသားတွေလူငယ်တွေအနေနဲ့ကလည်းဂါရော ါသနိဝါဒေါသလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်เนาะဆိုတော့အာပြောရမယ်ဆိုလို့ရှိရင်เนาะ အော်လက်ဦးစရာမိတိုင်းဆိုတာပုတ်ပါစရိယာမိနဲ့ဖပဲပေါ့နော်ကျမတို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုစီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့တကြောင်ကဘာကြီးနဲ့အရန်ထိတွေ့ကြပါတယ်နော်ဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်လေးကုန်ပြီးတော့မှကြံတဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးနော်အဲ့တော့မိဘတွေအနေနဲ့ကလည်းညီရသည်ចောင်းပည့်ရဲ့လိုဟာမျိုးလေးတွေမှာဒမစကူးဆိုတာမျိုးလေးတွေကိုပို့တဲ့နေနော်အာမဟုတ်လို့ရှိလို့ရှိရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတဲ့နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေ မနေနဲ့ဒါလေးကိုသင်ကြားပေးဖို့လိုအပ်တယ်နော်ဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသိလေးစားရတယ်ဆိုရင်ဟာရင်ဟီဒီအော်တပ်ပါတယ်နော်နောက်တစ်ခါ38ဖြာမင်္ဂလာနေနော်ကျွန်တော်တို့လူကြီးသူမနဲ့ဆိုလို့ရှိရင်အခြေလန်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျွန်တော်တို့ငငင်ရဆိုနော်စီးစနစ်တကျနဲ့ကျွန်တော်တို့တွေကကြီးပြင်းနေရတယ်ဒီဘက်ခေတ်ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စာဝင့်နေရေးကိုရုန်းကန်ရတာတွေကတပါ ိုင်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှသားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာသာလေးတွေဖြစ်တဲ့ကျမလေးအခုဆိုလေးကြည်ရတာအများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မေတ္တာချီးနှောင်မှုအားလေးတွေလည်းနေတယ်နော်စိန်ပတ်လည်း28သိန်းလေးရဒီကွင်းလေးဒီမှာဒါလေးဒါလေးဒါလေး28သိန်းလေးရဒီဥစ္စာလေး28သိန်းလေးရဒီဥစ္စာလေးဒီမှာဒါလေးနော်28သိန်းလေးရဒါလေးပါဒီမှာဒါလေးနော် အဲကောင်းမြတ်ခင်ကျေးဇူးပါဒီမှာဒါလေးနော်28သိန်းလေးရ28သိန်းလေးရဒါလေးနော်28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရဒါလေးလက်တိုင်း15လက်တိုင်း15တော်မယူနော်28သိန်းလေးရဒါအဲ့တော့ ကျွန်တော်တို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပို့ရုံမှုအားလေးတွေပို့များတယ်လို့ကျွန်တော်ကဒီလိုလေးဖြစ်တယ်ကျွန်တော်တို့ဂျန်နဲ့အစ္စလာမ်တို့ ခရီးယန်တို့ဆိုလဲခရီးယန်ဆိုရင်တော့ဒါ Sunday school တွေเนาะသူတို့ကလေတင်းငွေနေတိုင်းချက်ကြောင်းတက်တာမျိုးလေးတွေကျမတို့တွေဥပုံနေတိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလင်အာအစ္စလာမ်ဆိုလဲဒီလိုပဲသူတို့အရွယ်လေးတွေရပြီဆိုတာနဲ့တစ်ခါတည်းဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့มาတင် जा စီတယ်ကျမတို့စီကကြတော့ဗုဒ္ဓဘာသာတွေကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျဘုန်းကြီးကျောင်းခေါ်သွားရင်ခလေးတွေပြင်းမယ်ဘုန်းကြီးကျောင်းခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစုတယ်အနှောက်ယှက်ဖြစ်မယ်ဆိုပြီးတော့มาထားခဲ့တယ်ခလေးတွေကိုခေါ်မသွားကြဘူးเนาะအဲဒီတော့ဘာဖြစ်လဲဆိုတော့ လေးတွေကလေဒီဘာသာရေးနယ်ပယ်တွေနဲ့ဝေးလာတယ်အဲ့တော့အိမ်မှာအားရင်ဘာလုပ်လဲဆိုဂိမ်းချတယ်တယ်လီဖုန်းလေးတွေတကိုင်းကိုင်းနဲ့လုပ်တယ်ဆိုတော့အဲ့တော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုချတယ်ဟာတနက်ပြစ်တဲ့ဂိမ်းတွေတတတတတတတချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့နော်ဟာတခါတည်းကိုလေဟာရန်လိုတဲ့စိတ်တွေဖြစ်တာပေါ့နော်ရန်လိုတဲ့စိတ်တွေဘာဖြစ်လဲဆိုတော့ဂိမ်းတွေထဲမှာတန်အမဟိုဒီလိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့နောက်တစ်ခါလေဟို စုဆုံးမှမလွယ်တော့ဘူးပေါ့နော်တို့လေတို့ကနေတို့ဖာတိပါတာနေတော့တန်ရုံးစင်လည်းမချီနောင်တော့ဘူးကျမတို့တွေငငယ်တော့ဆိုဒီလိုမဟုတ်ဘူးလေနော်ခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမိတာလဲမိတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုလေးတွေတော့မိဘတွေကတည်တည်ချာချာလေးပြန်ယူဖို့လိုအပ်တယ်နော်ဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့စုဆုံးများရတယ်ခက်ခင်းလာတယ်နောက်တစ်ခါစိတ်တွေကလေယုံရင်းကြမ်းတမ်းလာတယ်နော်အဲ့တော့ ခုနလိုပေါ့ဟိုနောက်တစ်ခါကျွန်တော်တို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့အာရုပ်ရှင်တွေရဲ့မှာဆိုဒါဟိုတလော့ on saw ကားဆိုရင်ကျောင်းမှာလုံးဝအနိုင်ကျင့်တာနော်လုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရရက်ဆက်ဆက်ကိုအနိုင်ကျင့်တာအာတစ်ခါတည်းကိုအင်ဂျီတွေကိုချုပ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေနော်ဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါကလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရန်အတုမြင်အသက်တင်တယ်အတုခိုးလွယ်တယ်ပေါ့နော်ဟာတစ်ခါတည်းအချစ်ကားတွေကြည့်ပြီးတော့ရင်လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနှက်ကြိုးစီး ဆိုဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလဲဟာအိမ်တော်ကြီးဖောက်ပြန်နေဆိုတာဘာမှမဟုတ်တော့ဘူးဆိုတော့ပုံစံမျိုးထိကိုအိမ်တော်ကြီးဖောက်ပြန်ရင်မခစ်မိသလိုလိုเนาะအိမ်တော်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလေးအိမ်တော်ရှိနေတခါတည်းယောက်ျားမိန်းမရီးစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆိုတဲ့ကကြတော့အတူယူမယူသင့်တဲ့ဟာတွေကိုအတူယူလွဲမှားကြတာပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆဲကျော်တက်လေးတွေရဲ့အဓိကကတော့မိဘပေါ့เนาะမိဘမိ ပါမိဘမာမအမေတွေပေါ့အမေတွေပါနှက်ဖို့လိုတယ်အမေတွေအပြောဆို မနေဖို့လိုတယ်เนาะအမေတွေပြောဆိုဆုံးမနိုင်တော့မှ ဒါတန်ကကြမယ်ကိုကခင်မီရလဲခင်မီရဘိုးဆန္ဒလဲဘိုးဆန္ဒခုနလိုပေါ့ခလေးတွေဘမစကားမတက်ဘူးနော်ဘမစာမကြီးတက်ဘူးဆိုအယံဂုံယူကြတယ်နော်ဆိုတော့မြန်မာလူမျိုးဟာမြန်မာစကားမတက်တာဂုံယူစရာကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတဲ့ခါကျတော့အဲဖိအားစာတွေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာနော်ဆိုတော့ဘာဆိုဘာမှမဆိုင်ကျွန်တော်တို့သားသမီးတွေဆိုလည်းဘိုးเจ้าတက်ခဲ့တာပဲနော်ဘိုးเจ้าတက်ခဲ့ပြီးတော့မှနိုင်ငံသားကြီးတာပဲအမလီမြန်မာ ာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ်။မလေးမြစ်တာတော့အလွတ်ရတယ်၊တန်ပုတ်တီအလွတ်ရတယ်၊၅ပါးတီလာရတယ်၊ဖျားရဲဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းအကုန်သိတယ်။လူနေပဲဆိုင်တယ်နော်။ကျင်လည်ရအတိုင်းအဝိုင်းနဲ့ပဲဆိုင်တယ်နော်။မိဘရဲ့တင် जा ပြတာမှုနဲ့ကဲကိုင်ကန်ရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်။ဘာမှဘူချောင်းထားလို့မြန်မာစကားမတတ်တာရောဘူချောင်းထားလို့မြန်မာလိုမပြောတတ်တာရောမြန်မာစာမရေးတတ်တာရောဖျားစာတွေမစိုးတတ်ဘူးလို့မြန်မာစာရင်းရရင်တိတ် စ်တာလို့ဆိုတော့အဲ့ဒါအပိုတွေစောက်ပိုတွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးရေလေဘိုးချောင်းထားခဲ့ပြီးတော့မှနိုင်ငံသားမှာကိုကြီးတာနော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပိုတွေမလောက်ကြပါနဲ့နော်အပိုတွေမလောက်ဘိုးချောင်းထားတာလေဘိုးချောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာကြောင်းမှာပဲဘိုးလိုများသောအားဖြင့်ပြောကြတာပ ါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျွန်တော်တို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးတေးချာချာသင်မတေးတေးချာချာအာကျွန်တော်တို့အသိပညာဘ ഹു သုတအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့တယ်အဆင့်မြင့်ပညာတွေကိုသင်စေတယ်အသိပညာအားဖြင့်လေဘာသာရေးအသိရွံ့ရရင်ကျင်းမှုမိမိရဲ့ဓလိထုံနှန်းစင်လာတွေကိုသင်ပေးပါနော်ဒါမြန်မာဟာမြန်မာပဲနော်မြန်မာဟာမြန်မာပဲအေးအချင်းနေအကြောင်းအကြောင်းမလို့ American citizen ဖြစ်သွားရင်လေကျမတို့လေ သိလား အဲ့ဒီ passport ထဲမှာလေ bombies ပဲနော်မြန်မာပဲနော်သိလားမြန်မာပဲအမေရိကန်မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာနော်တင်လာအယိုးပေါ်အယွမ်းမဖုံးနဲ့ဟာသွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲနော်တင်လား ဲ့ဒါလေးကိုသိတိတ်ပြီးတော့မှလေအယန်းနေလဲဘိုးမဆန်ညာနဲ့အယန်းနေလဲအောက်ချေမလွတ်ကြနဲ့မြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျွန်တော်တို့လေဒီဖရားရဲ့တရားတော်လေးငါးပါးတိလာတွေ38ဖြာမင်္ဂလာတွေလူကြီးသူမကိုယိုတည်ဖို့တွေကျွန်တော်တို့မြန်မာရိုးရာရင်ကျင်းမှုတခါတည်းကိုအစဉ်အလာတွေနော်ဟာတခါတည်းဟောတည်တင်တည်တိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင်ကြားပေးဖို့လိုအပ်တယ်ဘိုးเจ้าမကလို့ဘိုးเจ้าရဲ့အဖေမှကြောက်မှာပဲထားထားနော်ဆိုတော့ဒါလေးတွေတော့မိဘတွေမှာတာဝန်ရှိတယ်နော်မိဘတွေလိုအပ်လို့သားသမ မီးတွေရိုင်းနေလို့ပဲပြောပြရစီเนาะဆိုတော့တော်တော်လေးကိုမြင်ရတွေ့ရတာတွေအဆင်မပြေဘူးเนาะအဲ့တော့နစ်နာတဲ့ခလေးဘက်ကပဲကျွန်မကတော့ရက်တီမယ်เนาะဆိုတော့ကျွန်မသမီးလေးသာဆိုရင်တော့ကျွန်မကအဲ့လိုမျိုးလုပ်မှာပဲเนาะအခုဒါဒီဖြစ်စင်ရလဲအခုမှဖြစ်တာမဟုတ်ဘူးမနစ်ကစတဲ့နစ်ကဖြစ်တယ်လို့ဒီလိုလေးနဲ့တွေ့တယ်ဘယ်ဟာအမှန်လဲတော့မသိဘူးဘယ်ဟာအမှန်လဲတော့မသိဘူးเนาะ လေးတွေရေးပါအောင်ကောမန့်လေးတွေရေးပါအောင်ကောမန့်လေးတွေရေးပါအောင်ဟုတ်လားပေးတဲ့ကြော်ဘယ်လိုမြင်လဲရေးအောင်ကောမန့်နေတန်တန်လေးကောင်းကောင်းလေးတွေကြီးပဲမလုံးနဲ့အောင်အပြင်းပြင်းအောင်လို့ပြောတာလေအပြင်းပြင်းအောင်လို့မလို့ဟာဖြစ်အောင်မလို့စကားပြောတာစကားပြန်ပြောလေဟုတ်လားနော်ကျမကတော့ဒီလိုပဲဟိုဟာဖြစ်တယ်နော်တချို့တွေအားလေးတိတ်အောင်ချေလို့ကျွန်မတွေ့နေညာမြင်နေညာသိလားအာမြန်မာပြည်မှာထားဖူချောင်းထားလို့သိလားအာ အဘိုးစအောင်ပါအထိုင်မှာကတော့ခိုင်းသေးရနော်ဘိုးချောင်းထားလို့မြန်မာစကားပြောတတ်ဘူးစောက်ပူလေးနော်စောက်ပူလေးစောက်ပူလေးကျမတို့အိမ်မှာကျမတို့အခုကျမတူလဲဘိုးချောင်းမဲလေထားတာပဲအင်းလေးစာအောင်တခါတည်းကိုနေတစ်လို့ပြောနိုင်တယ်ဒုတ်တက်ရွှေ့ချက်နဲ့ပြောနိုင်တယ်လေအိမ်မှာအဖိုးဘွားဒီမှာအတော်တွေအကိုတွေမောင်နှမတွေဒီမှာအမတွေနဲ့ပြောမြန်မာလိုပဲပြောတာပဲလေအမြန်မာစကားဘယ်လိုလုံးမတက်เสียအကြောင်းရှိလားမြန်မာလိုပဲပြောရပါပဲလေဟုတ်လား မြန်မာလိုမတက်ဘူးဆိုတာဘာတွေကိုဘာတွေကိုကြီးကျယ်ခံနာပြီးမြန်မာလိုမတက်တာတွေကိုဂုံနေစာအနေနဲ့မပြောတတ်ဘူးနော်ကျမသားဆိုမြန်မာစာကောင်းကောင်းကြီးဖတ်တတ်တယ်ကောင်းကောင်းကြီးဟိုရေးတတ်တယ်လက်ရေးတော့မလှဘူးပေါ့နော်မြန်မာလိုလက်ရေးတော့မလှဘူးဒါပေမဲ့ရေးတတ်တယ်ဖတ်တတ်တယ်မြန်မာစာတွေကိုကောင်းကောင်းကြီးမြန်မာစာတွေဖတ်တတ်တယ်သိလားမြန်မာစာတွေဖတ်တတ်တယ်တစ်ခါလေကြာရင် तू ဒီမှာ typing နေပါရီတော့မြန်မာလိုတွေပါရီတစ်ခါလေ तू live ထဲဝင်ဝင်လာပြီးလို့ကြုံနေဆိုသူမြန်မာလိုတွေပါရီတော့ရိုက်ရိုက် ်ပြုတ်သွားသေးတယ်နော်ဒီနေ့တော့ကြာတာပေါ့လေနော်ဆိုတော့ရိုက်ပြုတ်သွားသေးတယ်ပြောတတ်တယ်လीမြန်မာလိုအမေနဲ့ပြောလဲမြန်မာလိုပဲပြောတာပဲလीသူနဲ့ကျမနဲ့စာပြောလို့ရှိလို့ရှိရင် तू စာရရင်တော့ तू အင်္ဂလိပ်လိုရိုက်တာပေါ့နော် तू မြန်မာလိုဆိုကြာလို့မလို့ဟိုအင်္ဂလိပ်လိုရိုက်တယ်ကျမမြန်မာလိုပြန်ပြောရင် तू မြန်မာလိုအကုန်လုံးဖတ်လို့တတ်တယ်လीကျမတို့မြန်မာလိုပဲပြန်ရေးတာပဲတို့ကတော့အင်္ဂလိပ်လိုရေးတယ်ကျမတို့ကမြန်မာလိုပြန်ရေးတယ်လीနော် ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့အဲ့တော့နင့်နာတဲ့မိဘအနေနဲ့လေကိုကလေးရဲ့စိတ်ဓာတ်ရာကိုလေ ကိုကလေးကိုသူတို့လုတ်တယ်လို့ပြန်သာလုတ်ခိုင်းအဲ့တော့မှဂျင်းနဲ့နိုင်မယ်လို့သာပြောမဟုတ်လို့ကတော့အိတ်ကလေးတွေမှတ်လောက်သွားလောက်ရှိရအောင်ကိုလေတရားဥပဒေရအေးယူကိုထိလက်ရောက်စော်ကားလို့မရဘူးဥပဒေရှိပြီးသားကိုထိလက်ရောက်လုံးလို့မရဘူးနော်ဒီလိုမျိုးကိုထိလက်ရောက်စော်ကားလို့မရဘူးဆုံးမပိုင်ခွင့်လုတ်ပိုင်ခွင့်အနိုင်ကျင့်ပိုင်ခွင့်မရှိဘူးကိုထိလက်ရောက်ဥပဒေရှိတယ်အဲ့တော့လေနင့်နာသူကလေးမိပါလေလေမကြောက်နဲ့နော် မကြောက်နဲ့ တကယ်လို့သာမှန်တယ်ဒါမြင်မြင်နဲ့အမြင်ရကိုဘလို့ပဲရန်ညိုးရန်စားရှိကိုတိလက်ရောက်စော်ကားပိုင်ကိုမရှိဘူးအဲ့တော့ကိုတိလက်ရောက်စော်ကားကမကြောက်နဲ့တနိုင်ငံလုံးရှိတယ်နော်ဟုတ်တယ်လားအေးယူပြည့်အေးယူပြေးအေးယူပြေးဘာမှစာနာနေစရာမလိုဘူးဘာမှညတာနေစရာမလိုဘူးဒီလိုမျိုးစိုးသွမ်းတဲ့ကလေးကခွင့်လွှတ်လိုက်ရင်နောက်ထပ်စိုးသွမ်းလို့ရတယ်ထင်ပြီးထပ်စိုးသွမ်းမှာအဲ့လိုမျိုးကလေးမျိုးကိုဆုံးမပြရမှာ သိလားတာသမီချင်းကိုချင်းမစားလို့ပြောတာမဟုတ်ဘူးစိုးသွမ်းတဲ့ကလေးတွေကဒီတယောက်ကိုစိုးသွမ်းအနိုင်ကျင့်နေရသွားတယ်ဆိုသူတို့ရဲ့ဗီဇာအရာနောက်တယောက်ကိုလည်းသူတို့ဒီလိုလုပ်မှာနော်ဒီလိုလုပ်မှာဒီလိုလုပ်မှာအဲ့တော့ကျွန်မတို့ကလေကျွန်မတို့လုံးဝလက်မခံဘူးရှင်းရှင်းပဲအဲ့တော့ဒီစိုးသွမ်းတဲ့ကလေးတွေရဲ့မိမနဲ့အတိုင်းဝိုင်းနေရမုံလဲကျွန်မကဂယုမဆိုင်ဘူးနစ်နာတဲ့ဗီတန်ကလေးဘက်ကကျွန်မပါမယ်နော်နစ်နာတဲ့ဗီတန်ကလေးဘက်ကပါမယ်အဲ့ဒီမိမလည်းမကြောက်နဲ့ကိုသမီးရဲ့စိတ်ဒဏ်ရာကိုသမီးတသက်လုံးအတွက် trauma မရစေနဲ့သိလား ိုရီးလိုက်ရောက်ပြန်မလုံရဘူးတွတ်တွတ်တိတ်တိတ်ကြိတ်ပြီးတောင်းမှန်တာကိုလက်မခံနဲ့ကိုကအစော်ကားခံရလူသိရှင်ကြောင့်သူတို့ Facebook ပေါ်တောင်ရိုက်တင်သေးတာလေဟုတ်တယ်လားအဲ့တော့လူသိရှင်ကြားစော်ကားခံရတဲ့လူသိရှင်ကြားကိုပြန်လုံရမှာဂျေနက်အဲ့လိုမှမလုံရလို့ရှင်တရားဥပဒေအရာမှတ်လောက်သားလောက်အောင်အရေးယူပေးခိုင်းသိလားတရားဥပဒေအရာအရေးယူပေးခိုင်းမဟုတ်ဘူးဆိုရင်လုံးဝမဂျေနက်နဲ့လုံးဝမဂျေနက်နဲ့ကျမဆိုမဂျေနက်ဘူးကျမသမီးသားဆိုကျမမဂျေနက်ဘူး ဘယ်လိုပဲတယောက်နဲ့တယောက်နဲ့အပြန်ပြန်အလှန်လှန်ဘာအကြောင်းညာပဲရှိရှိအုပ်စုဖွဲ့ပြီးလူတော်ထဲမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးဟုတ်တလားနော်အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးနော်ဟုတ်တလားအဲ့လိုလုပ်ပိုင်ခွင့်မရှိအဲ့တော့သူတို့ကဗီဒီယိုရိုက်ပြီးတော့မှသိစေချင်လို့ဒီတိုင်းပြည်လုံးကြည့်အောင်လို့တင်ပေးသေးတယ်သူတို့ကအဲ့လိုပြန်လုပ်ပြီးတော့မှကိုဒီတိုင်းပြည်လုံးကိုပြန်တင်မဟုတ်ဘူးလားမဟုတ်ရင်အထက်ကြီးလေးရဲ့တရားဥပဒေရဲ့အဆုံးအမကိုခံယူခိုင်းကျမသာဆိုအတိုင်းလုံးမှာကျမသမီးသာဆိုရင်နော် အခုကကျမတို့တိုင်းပြည်မှာဘာဖြစ်နေလဲဆိုတော့နစ်နာသူတွေကအမားကြီးဖြစ်ပြီးတော့မှကျူးလွန်သူတွေကစင်မောကဖြစ်နေတယ်နော်ကျူးလွန်သူတွေကစင်မောကဖြစ်နေကျမကျမသမီးသာဆိုရင်ကျမအလိုလိုရမှာဂျိနတ်မှာကျမလက်သက်မခံဘူးဘေတောင်ရုတ်တက်ရတက်ရဟုတ်တယ်လားဘေတောင်ရုတ်တက်ရတက်ရနော်အဲ့တော့သူတို့တော်မှာသူများကိုရိုက်တဲ့ဟာတမင်ငါ Facebook ပေါ်သူတို့တင်တာလေသူတို့ကိုယ်တိုင်တင်သေးတာပဲအဲ့တော့သူတို့ကိုအဲ့လိုပြန်လုံရမကိုကျင်းနေမယ်မင်းမေးပြီးချမှာကျွန်မချခိုင်းမှာသိလားเนาะအဲ့တော့ကြော့ခိုင်းတယ်မလားကြော့ ဘလို့ပဲဖြစ်ဖြစ်ဘလို့ပဲရန်ညိုးရန်စားရှိရှိဘလို့ပဲဖြစ်ဖြစ်ဘလို့အကြောင်းတရားပဲဖြစ်ဖြစ်ဒီလိုမျိုးလာပြီးတော့မှကတော့ခိုင်းရအောင်နေအဲဒီလိုမျိုးပွားရီနားတွေရိုက်ရအောင်နေမှလိုအပ်တာမှမဟုတ်တာသူတမင်းစားနေတာမှမဟုတ်တာသူတို့မွေးထားကျမတို့ကိုမွေးထားတဲ့သားသမီးတို့တောင်ကျမတို့တစ်ခါဘူးမှပားရိုက်ပြီးတော့မှကျမတို့ထိုင်မကတော့ခိုင်းဘူးကျမတို့သားသမီးဘလောက်အဖြစ်ကျူးလင်ကျူးလွန်တော့မှကျမတို့မိမတော်မှပဲကိုသမီးကိုပားရိုက်ပြီးတော့မှကျမတို့ထိုင်မကတော့ခိုင်းဘူးကိုသားပားရိုက်ပြီးတော့မှထိုင်မကတော့ခိုင်းဘူးကျမတို့မိမတော်မှ ဒီလိုမျိုးလာပြီးတော့မှရွေတူချင်းကဒီလိုလောက်တာကိုလူရှိသူရှိမှလုတ်ပြီးတော့တနိုင်ငံလုံးသိရအောင်လို့ဗီဒီယိုကလစ်တင်နေဟာကိုဘာလို့ဖို့ဒီမိဘကခွင့်လွှတ်ရမှာလဲလုံးဝခွင့်မလွတ်နဲ့နော်လုံးဝခွင့်မလွတ်နဲ့ဗီတန်ရဲ့ကလေးအမေလုံးဝခွင့်မလွတ်နဲ့နော်အဲ့ဒါကြိုးပြောထားတယ်နော်တော့လေသားသမီးမွေးထားတာကိုချင်းစာနိုင်တယ်ခလေးရသွားမယ်စိတ်ဒဏ်ရလေနော်ဘလုံးမကိုဘလုံးမကို တွေးလို့ကိုမရဘူးဟုတ်တယ်လားစိတ်တယ်နော်ဟုတ်တယ်လားစိတ်တယ်ရလीဘလို့မှတွေးလို့မရအဲ့တော့လေလာမလုံးနဲ့မရဘူးလုံးဝလုံးဝခွင့်မလွတ်နဲ့လုံးဝမကြောက်လဲမကြောက်နဲ့နော်ခွင့်မလွတ်နဲ့ခွင့်မလွတ်နဲ့ဘာဖြစ်လို့လဲဆိုတော့အေးမပါတာဘယ်နဲ့ကျူးလွန်တဲ့သူတွေကအေးအေးဆေးဆေးကြောင်းတက်ပြီးတော့မှစာမွေးဖြည်ရတဲ့ဟိုခံရတဲ့ကလေးကလူတော်မတွေးရတော့လို့ကြောင်းလည်းမတက်ရေးဘူးတဲ့ကဲနော်ကြောင်းလည်းမတက်ရေးဘူးတဲ့ကြောင်းလည်းမသွားရေးဘူးတဲ့ဂျမ်းဂျမ်းဖြစ်ပုံဖြစ်ပုံ ကျူးလွန်တဲ့သူတွေကအေးအေးဆေးဆေးတာတာရဲရာဖြစ်ပြီးတော့မှတခါတည်းကိုနစ်နာတဲ့သူကလူတော့မတိုးဝင်ဘူးဆိုတာဖြစ်တင်လာအမလေးနော်လုံးဝလုံးဝဒါလီအမေမိဘမှာတာဝန်ရှိရနော်ဒီဟာမိဘမှာတာဝန်ရှိရလွယ်လွယ်ကူကူနဲ့အာချီအေးလိုက်မယ်ပြေးလိုက်မယ်ဆိုတော့အဲ့လောက်အတုံးမကြတဲ့မိဘလိုပဲကျမကပြောရမှာပဲနော်လုံးဝလက်တချောင်းဆိုလက်တချောင်းပဲမျက်စိတလုံးဆိုမျက်စိတလုံးပဲဒါပဲနော်ခွင့်မလွန် မြှောက်ပေးတာမဟုတ်ဘူးเนาะမြှောက်ပေးတာမဟုတ်ဘူးလုံလို့ရမှန်းသိရင်လုံလိမ့်မယ်ဒီမှာရုပ်ရှင်တွေကလို့စတိုင်နေနော်ဇရိုက်ကလေးတွေတိလားနော်ဇရိုက်တွေမကျင်းနဲ့လည်းမတိုက်နိုင်ဘူးဒီကျူးလွန်တဲ့ကလေးတွေရဲ့မိဘအတိုင်းဝိုင်းကကျမတို့မကျင်းနဲ့လည်းမတတ်နိုင်ဘူးမိမဆုံးမဖမဆုံးမအကျင့်စရိုက်လောက်တာဒါမရဘူးကျမသမီးကျမသားသမီးကျမတူမလာလုံးကြည့်ပါလားဖေတော်မောင်းမယ်ဒီမှလေးတခါကျမတူမဖနက်မာတော့ဖနက်ကိုလေအစွန်းရိုင်းနဲ့လာတာဘလို့ဒီတောင်တောင်းညာလွတ်ပြလဲဒီမှာ စွန်းရိုင်းရဲ့လားအဲ့ဒါကသူကကြောက်ပြီးယူတယ်သိလားအစွန်းရိုင်းเนี่ยပတ်စံပေးတယ်အဲ့တော့က3000ကျော်လားဘယ်လောက်လားမသိဘူးဖုံးဆက်တာကိုအမရန်တွေကိုတွေ့ပြီးတော့မှဘလို့ပဲချမ်းတာအဲ့မှာ delivery ကောင်လေးကလည်းအမခြံဝနားလေးမှာထိုင်ပြီးတော့လေဟဲ့ဒီမှာနေတော့ဟာဒီလိုဒီလိုပါလေးဆိုအမလေးဘာလဲအဲ့ရကောင်မဘာပြလဲအမလေးတဲ့ဒီဒီလိုဖက်နှက်မျိုးတဲ့3000ကျော်မျိုးတဲ့မစည်းဘူးလားတဲ့နော်အဲ့လိုပြောတာနော်ပေးစမ်းဆိုဖုံးယူပြီးတော့လေကျမတို့မပြော तू ကလေကြောက်တယ်တိလား तू က तू ကလေသူ့စီကိုတံတောင်းစားလာပြီးတော့လေပတ်စံတောင်းလို့ရှိရင်တော့ तू ကဒီလိုမျိုး กระโดดบาดีเอดิโลပြောတာจมပြောไอ้ไอ้สะดองซาเนี่ยบากระโดดเสียอาจารย์ชื่อเลยเนาะละอุจีบาโลပြောมั้ยละอุจีไม่ပြောอย่างอูโลจมပြောท่าล่ะติล่ะไอ้โลกระโดดบาดีเอตัวดิโลမျိုးดิไดไม่ပြောနိုင်ตัวดิโลမျိုးละอุจีပြီးတော့เฮ้บากระโดดเสียอาจารย์เออตู้ก็ပြောด่าติล่ะตู้ပြောบาผิดเดตองมังกวยผ่นัดเดไม่ซี้ปูโลล่ะฮะล่ะบะเฮ้ก็มาลาซันเป้ซัน ကမနင်တို့ဖက်နဲ့၃ငါးဝဲမဟုတ်ဘူးသိလားနင်တို့တဆိုင်လုံးတော့မီးရှို့ပလိုက်လို့ရတယ်လို့လူဘောင်းကစကားမပြောနဲ့ဘောင်းလာပြီးတော့နင်တို့က၃ငါးဝဲဖက်နဲ့မစည်းဘူးလားတွေပါရင်ညာကျမလေကျမတူမအဲ့လိုပြောရတောင်ကျမလုံးဝလက်သက်မခံကျမတောင်းချမ်းပြက်တာအဲ့ဒီလိုမျိုးများလာလုံးလို့ကတော့အမလေးသိချင်းစုံနဲ့တောင်သိသွားအောင်မယ်သိလားလုံးဝလက်သက်မခံဘူးမကြောက်နဲ့ကလေးအမေမကြောက်နဲ့တနိုင်ငံလုံးရှိတယ်တနိုင်ငံလုံးရှိတယ်ဒါမျိုးလူဘောင်းရတယ်မိမဆုံးမဖမဆုံးမဇရိုက်ဆန်တဲ့ဟာမျိုးကျမတို့တနိုင်ငံလုံးကလက်မခံဘူး ်သူတို့ကသူတို့နောက်ွယ်ရမှာဘာအကြောင်းတရားပဲရှိရှိဒီလိုမျိုးဆုံးမရအောင်သူတို့ကျွေးထားတဲ့ထမင်းစားတာမဟုတ်ဘူးဟုတ်တယ်လားမိလို့ဖလို့ဇယိုက်လို့ဒီလိုမျိုးလာပြီးလောက်ပိုင်ခွင့်မရှိဘူးအောက်တန်းစားဆန်ဆန်နဲ့ဇယိုက်ဆန်ဆန်နဲ့ကြည်စံအမလီကျန်းထိုင်နေကြတော့ခိုင်းနေတဲ့ကြည့်ရတာရင်နာလိုက်တာဆိုတာကျမတို့တွေဒစိမ့်တရံစားတာတွေကျမတို့ငွေထားတဲ့မိဘမဟုတ်တာတော့မှဒီလိုမျိုးဖြစ်တာခံရတဲ့ကလေးနဲ့မိဘဆိုရင်အမေလုပ်တဲ့သူလည်းမကြောက်နဲ့တော့လုံးဝကြိုက်တဲ့တောင်ရိုးကိုတက် ်နော်ဒီအဆင့်ကအရင်မယူပြီးလားနောက်တစ်ဆင့်ကိုတက်တနိုင်ညာလုံးရှိတယ်အနောက်မှာဖေးဒါမျိုးခွေပြုတ်လိုက်လို့ရှိရင်လေစတိုင်နေလှုပ်ပြီးတော့မှအုံကြွလာမှာတိလားဒီလိုလှုပ်လို့မရဘူးဆိုပြီးတော့မှလေအဲ့ဒါခုနအိုမဟိုဆရာမမင်မင်တွေးပြောတယ်လို့မျိုးထောင်ချပြရမှာနော်ထောင်ချပြရမှာအဲ့ဒါမှကြံတဲ့ကလေးတွေမလှုပ်ရင်အောင်လို့မလို့နော်ကိုတိလက်ရောက်ဆောင်ကားလို့မရဘူးကျမတို့ကိုတိလက်ရောက်ဆောင်ကားလို့မရဘူးလူဘာဝတာလေဒါ နော်ကိုတိလေးအောင်စော်ကားလို့မရဘူးအဲ့တော့အခုလက်ရှိဖြစ်တာမဟုတ်ဘူးဗီဒီယိုဖိုင်အဟောင်းလို့လည်းပြောတယ်ကျမတို့ငငယ်ငယ်တုန်းကဆိုယောက်ျားတွေပဲတယောက်နဲ့တယောက်နဲ့ချတာမြင်ဘူးတဲ့အဲ့လိုမျိုးလဲအဲ့လိုလည်းမချပါဘူးသိလားကျမတို့ယောက်ျားကြီးဆိုရန်ဖြစ်ကြတယ်လေသူတင်ကိုတင်ချိန်ပြီးတော့မှသူတူတူတပြန်ကိုတပြန်ချကြတာသူလဲတန်ရရကိုလဲတန်ရရပြီးနှစ်ယောက်လုံးရဲစခန်းနေယောက်ကြဒီလိုတွေဖြစ်ကြတာလေကျမတို့ငငယ်ငယ်တုန်းကဟုတ်တယ်လားချိန်ချတာအခုတော့ဘန်းနဲ့အုပ်စုလိုက်ကြီးလာပြီးတော့မှအနိုင်ကျင့်ပြီးတော့မှဒီလိုမျိုးကြီးလောက်တာဆိုတာမလေလူဘာဝတာ လူပေါင်းကတော့ဟဲ့တိုင်းပြည်မှာတရားဥပဒေရှိနေသေးတယ်နော်မကြောက်နဲ့မကြောက်နဲ့ဘယ်လုံးလုံးအကြည့်တယ်နော်ဂျိုကြွတာနော်ဇောင်းထတာသိလားမယိုင်းတာနော်အမလေးစိုးတာစိုးသွန်းလိုက်တာနော်အမွဲကြည့်စမ်းလူမိုက်လိုလိုလူရန်ကားလိုလိုနဲ့တို့ကအမတယောက်ကပြောလိုက်ဖြောင်းကနေချလိုက်တယောက်ကပြောလိုက်ဖြောင်းကနေချလိုက်နဲ့ကြည့်စမ်းမလီအန်အောပါအရင်ဆိုင်မလေးတွေ မိမဆုံးမဖမဆုံးမလေးလေးလို့ပဲပြောမှာပဲသာသမီချင်းကိုချင်းစာဦးတွေပါလာမပြောနဲ့နော်ကိုချင်းစာဦးအဲ့လိုမရိုင်းတဲ့ကလေးတွေကိုကျွန်တော်တို့လက်မခံဘူးစာဘူးကျွန်မနစ်နာတဲ့ကလေးဘက်ကပဲပါနိုင်မယ်မပါမပါနိုင်ဘူးပြောမှာအမေသာသမီချင်းကိုချင်းစာသူများကိုဘယ်လိုပြောလိုက်တာလို့လာမပြောနဲ့ပြောမှာအဲ့လိုမရိုင်းတာဟာနစ်နာတဲ့ကလေးဘက်ကပဲပါမှာနှစ်စနစ်ရှစ်သိန်းကဒီမှာပတ်လေခွင့်လေးကဒါလေးနော် နှစ်ဆနစ်ရှယ်ဟုတ်တယ်မလားပိဋကကြီးဟုတ်လားပြောပိဋကကြီးနော်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိလူချင်းမြင်းများလည်းအမှန်တရားကိုဖော်ထုတ်ပေးပြီးတော့မှလုပ်ပေးပါပြင်းပြင်းထန်ထန်ရေးယူပေးပါဒါမျိုးကိုတောင်းပန်ချေအေးလိုက်တာနဲ့ခွင့်လွှတ်ပေးဖို့ကိုလာပြီးနားမချပါနဲ့နော်အဲ့တော့သူ့ရဲ့ဟိုထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါနော်ထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါတောင်းပန်လိုက်လို့ကြင်အင်းလိုက်ပါခလေးဒီအနာကလာမပြောနဲ့ ကျမတို့ကလေးရဲ့ဒီနစ်နာသွားတဲ့ကလေးရဲ့စိတ်ဒဏ်ရာရောဘယ်လိုမျိုးဖြစ်မှာလဲကျူးလွန်ရတဲ့သူကတော့ဟုတ်တယ်လေပစိန်ကမေ့ပေမဲ့တစ်ပင်ကမမေ့ဘူးလေဟုတ်တယ်လားနော်ပစိန်ကမေ့ပေမဲ့တစ်ပင်ကမမေ့ဘူးလေဟုတ်တယ်မလားဆိုတဲ့ခါကျတော့ဟာလာပြီးတော့မှလေအဲကြည်အေးလိုက်ပါကလေးတွေရဲ့အနာကက်ရှိသေးလို့အာထောင်နေတန်းနေကြသွားလို့ပြင်မှုပြင်ရလေးဖြစ်သွားရင်ဟာဒီကလေးတွေဘယ်လိုဖြစ်သွားမလဲသူများသားသမီးကြတော့သူတို့ဘာဖြစ်လို့ဗီဒီယိုရိုက်ပြီးတင်လဲ ဟုတ်လားသူများသားသမီးကြတော့ဗီဒီယိုရိုက်ပြီးအနိုင်ကျင့်ပြီးတင်တယ်လေအဲ့ဒါကိုနစ်နာပြီးတော့မှလာပြီးတော့မှတကယ်တကယ်ဒီမှာဥပဒေကြောင်းရလဲအေးအေးယူမယ်လဲဆိုလဲဆိုတော့အဲခလေးကြီးနောင်ရင်းရှိလို့ခလေးကြီးအနာကက်ရှိလို့သားသမီးချင်းကိုချင်းစာပြီးတော့မှအဲရူဘီနဂတ်စိတ်နှစ်ပတ်ပတ်တာရှိလားတဲ့သားသမီးချင်းကိုချင်းစာပြီးတော့မှခွင့်လွတ်ပေးပါချိန်အေးပေးပါအဲ့ဒီအမေလုံးဝမချိန်အေးပေးနဲ့နော်လုံးဝမချိန်အေးပေးနဲ့ ကြည်ပေးစရာအကြောင်းမရှိဘူးမိုင်းစင်းလေးဘယ်လောက်တန်လောက်လဲစိတ်နှစ်ပတ်ကလေ Ruby Nuggets ဒါလေးမိုင်း Ruby Nuggets စိတ်နှစ်ပတ်ကလေဘယ်လောက်တန်လောက်လဲไอ้คลีนี่นาแกมรู้จีอีไปไล่ป่ะสู้ไอ้ตรุคลีนี่โอ้ไอ้โหลย้ายหรอตรุจีอีနိုင်มะล่ะเนาะตรุคลีนี่โอ้ไอ้โหลย้ายหรอจีอีနိုင်มะล่ะ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လွတ်ပေးလိုက်ရင်အဲ့ဒါကြောင့်မလို့နော်အဲ့ဈားရရနေလာပြီးညှိနှိုင်းတဲ့လာနေလေလေအမလီကလေးတွေအနာကဲရှိလို့မလို့ချီအေးပေးလိုက်ပါချီအေးပေးလိုက်ပါဘလို့ပဲချမ်းသာဆိုသူတို့ကလေးတွေအလုံးလုံးရင်သူတို့လွတ်ချီအေးမှာလားကျမဆိုမချီအေးဘူးကျမတော့မချီအေးဘူးဘယ်တောင်ရောက်ရောက်ရောက်ကျမသွားမှာဘလောက်ကုန်ကုန်ဘယ်နာဘယ်ရင်ဆိုင်ရရင်ဆိုင်ရကျမမရအောင်ကျမသားသမီးသားဆိုရင် ဗရမားစိန်နှစ်ဘက်ကဘလောက်ဘလောက်လဲရူဘီစိန်နှစ်ဘက်ကဘလောက်တန်လောက်လဲပြောပြနော်အဲ့ဒါကိုရီးယားဇာလန်နေကိုရီးယားဇာလန်နေရဲ့ကျောင်းနေအကြံဖတ်တွေအတကုံရှိရနော်ကိုရီးယားကားမတွေကလေကိုရီးယားကားတွေမှာအတကုံနေဒီဘက်ကဆိုတော့ဟေးယောယောယောဒီတရံရမ်းတက်တာလေ return ဝင်ထားလို့တဲ့နော်ကဲကဲကဲယောဒီတရံရမ်းတက်တာလေရမ်းတက်တာလေ69ဒိန်းခွဲတဲ့နေယူအကြီးကြီးပဲ3မဆက် return smooth ပြီးလိုက် ညကုနာလို့ပြတာဌာနောင်55တိန်ဟုတ်တယ်ဌာနောင်55တိန်69တိန်ခွဲတယ်ဒါယူဒါယူဒါယူအမလီအကြီးကြီးပဲအကြီးကြီးပဲအကြီးကြီးပဲတန်လိုက်တာနော်60နဲ့9ဒိန်ခွဲဒါယူ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 မမင်းနေတော့တရုပ်စာယူစမ်းဟာမလို့ပြေးလိုက်နော်တရုပ်စာယူတရုပ်စာယူမမင်းနေတော့တရုပ်စာယူဒီမှာဒါလေးဆိုယူတယ်မတ်တင်တင်ထွေးရကဲရပါတော့ congratulation ဘုန်းတော်ကြီးအလုပ် အရန်လာတယ်အရန်လာတယ်အလေးရန်တန်တယ်ရန်တန်တယ် စိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေ60ဝန်းကျင်ပဲ60အပေါ်ပဲเนาะဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်ကျွန်မပြမယ်68သိန်းဟုတ်ကဲ့ဒီမှာကြည့်68သိန်းတွေ့လားအရန်တန်နေเนาะစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေအလိုရှိတိုင်း တောင်းတတိုင်းပြည့်ဝပါစေရေတနာတွေဆက်တဲ့တို့လို့ဆုနိုင်ပါစေလို့ဆုမွန်ကောင်းတွေတောင်းပေးပါရင်ကောင်းစင်မင်္ဂလာဖြာဖြာသည်ဝေယူသူနဲ့တကွမိသားစုပေါ်မှာတက်ရောက်ပါစေမရှိဆိုတဲ့စကားမကြားတဲ့သူဖြစ်ပါစေစိတ်ထင်းကတောင်းတလိုက်အောင်နဲ့အရာရာပြည့်ပြည့်စုံတဲ့သူဖြစ်ပါစေလို့ဆုမွန်ကောင်းတွေတောင်းပေးပါရ တယ်။ဝင်သွားရတဲ့နာကိုနေမြဲပါစီနော်။ကျေးဇူးများကြီးတင်ပါတယ်။လက်တန်နေပြီ။ရေးလာ။အဲ့ဒါလည်းမရှိဘူး။တော့တစ်ဖက်ဖြစ်လိုက်တော့ဘယ်နှကြလဲ။ပြင်းနေတော့ပြင်း။ငါဒီနားမှာဖြုတ်လိုက်တာတစ်ဖက်ကဘလူးဆိုဘယ်နှရောက်လာလဲမသိဘူး။ဩကြော်လွှားပြီးဘယ်နှရောက်။ဩဒီမှာမလေးဟဲ့။ဒါလေးလည်းတန်တယ်။ ့မအေးမရလဲကြိုက်တယ်တဲ့နဂတ်ကလေးနားလည်းလေးတင်ပြီးကြိုက်တယ်တဲ့မမကြီးတဲ့ရမ်းကြိုက်တာပဲတဲ့နဂတ်ကလေးဆိုတော့အိုးနဂတ်ကလေးကြိုက်တော့ဝမ်းသာတယ်လို့အဲ့ဒါသူလိုချင်တာလေးရသွားတယ်ကြိုက်တယ်တဲ့ကဲဒီမှာရောနောက်ထပ်လေးနီလာနီလာနီလာတန်တန်လေးတကူတယံပေးမယ်နီလာတန်တန်လေးတယံ62 2သိန်းနီလာတန်တန်လေး62 2သိန်းဒီမှာဒါလေးနီလာလေး တန်တန်လေး62နှစ်သိန်းမှာ62နှစ်သိန်းမှာနီလာလေးတန်တန်လေး62နှစ်သိန်းမှာဒါလေးဟာ62နှစ်သိန်းမှာဒါလေး